389ခုနှစ်ဝါဆိုလာဇန်17ရက်9ရက်9လ2025စနေနေ့ကိုအလှူတော်မင်္ဂလာနေ့အဖြစ်သတ်မှတ်ကပဲခူးတိုင်းဒေသကြီးဘောမြို့နယ်စင်ရွာနေဥတာဝိုက်ဒေါ်ကျင်ရွှေမိသားစုတို့မှဖျားမှုရှိသောတန်ဃာတော်အရှင်သူမြတ်တို့အားသဒ္ဒနာတော်အတွင်ကာလဒါနဖြစ်သောဝိတဝါတိကစီရံ မိုးမြတ်သောဝါဆိုတင်ငန်ဆက်ကလူရန်ပြီးဆွေတဟာမေယများတို့အားဖိတ်ကြားကလူရန်မှုကုသိုလ်စုတို့အားကုသိုလ်ရှင်မိသားစုများနှင့်အတူဝမ်းမြောက်စွာသာဓုအနုမောဒနာတရားနာကြဖို့ရာဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာ အလို့ရှင်မိသားစုများသည့်အမြဲမပြတ်ကုသိုလ်ဖြစ်စေရသောနိဗ္ဗာန်ကုသိုလ်ဖြစ်တဲ့ဝါဆိုတင်ငန်းလူရာကျိုးခုနှစ်မျိုးဖြစ်သောအဝိရထေအတွက်ဆိုရင်ကြောင်းကြမှုခြင်းချင်းကျိုးအစင်းမှာရွှေစင်းကဲ့သို့လှပခြင်းအသားရင်နူးညံ့ချောမွေ့ခြင်းခန္ဓာကိုယ်တွင်အငြိအကျေးခြင်းချင်းအလိုရှိတဲ့အခါတောင်းကြုံများနှင့်အဝိရထေရရှိခြင်းခန္ဓာကိုယ်တွင် အယောင်အဝါထွန်းလင်းခြင်းတန်တရား၌ဘုရားနှင့်တွေ့ကြုံရသည်ရှိတော်အေးဤဘေကုခေါ်ယုံများနှင့်ယဟန်အသွင်ရရှိခြင်းစသောအကျိုးတူများရရှိပါစေလို့ဒီနေ့တကြောမှာနာတော်တာဗန်စီသူအပေါင်းတို့အားတာယာငင်ကြောင်းနဲ့တရက်လာလေးများကိုမထက်ရအောင်ဖွင့်ပြပေးနေတယ်ကိုချစ်ကိုဦးစီးတည်ထောင်ထားသောတန်စီဟိန်ဘောက်ဆက်အဖွဲ့မှကုသိုလ်ရှင်မိသားစုအား ဆူတောင်းမြတ်တာပို့တာလဲရပါတယ်ခင်ဗျာ င်389ခုနှစ်ဝါဆိုလာဇန်17ရက်9ရက်9လ2025စနေနေ့ကိုအလှူတော်မင်္ဂလာနေ့အဖြစ်သတ်မှတ်ကပဲခူးတိုင်းဒေသကြီးဘောမြို့နယ်စင်ရွာနေဥတာဝိုက်ဒေါ်ကျင်ရွှေမိသားစုတို့မှဘုရားမှုရှိသောတန်ဃာတော်အရှင်သူမြတ်တို့အားသဒ္ဒနာတော်အတွင်ကာလဒါနဖြစ်သောဝိတဝါတိကသီရံမုံမြတ်သော ်ဝါဆိုတင်ငန်းစက်ကလူရန်ပြီဆွေတဟာမယံများတို့အားဖိတ်ကြကလူရန်မှုကုသိုလ်စုတို့အားကုသိုလ်ရှင်မိသားစုများနဲ့အတူဝမ်းမြောက်စွာ တာရုအနုမောဒနာတရားနာကြဖို့ရာဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာ လို့ရှင်မိသားစုများသည်အမြဲမပြတ်ကုသိုလ်ဖြစ်စေရသောနိဗ္ဗာန်ကုသိုလ်ဖြစ်တဲ့ဝါစုတင်ငန်းလူရာကျိုးခုနှစ်မျိုးဖြစ်သောအဝိရထဲအတွက်စိုးရိမ်ကြောင်းကြမှုခြင်းချင်းကျိုးအစင်းမှာရွှေစင်းကဲ့သို့လှပခြင်းအသားရည်နူးညံ့ချောမွေခြင်းခန္ဓာကိုယ်တွင်အငြိအကျေးကင်းခြင်းအလိုရှိတဲ့အခါတောင်းတရုံများနှင့်အဝိရထဲရရှိခြင်းခန္ဓာကိုယ်တွင် အယောင်အဝါထွန်းလင်းခြင်းတန်တရား၌ဖျားနှင့်တွေးကြုံရသည်ရှိသောအိဟိဘေကုခေါ်ယုံများနှင့်ယဟန်အတွင်ရရှိခြင်းစသောအကျိုးတို့များရရှိပါသေးလိုဒီနေ့တကြောမှာနာတော်ဒပန်းစီသူအပေါင်းတို့အားတရားညင်ကြောင်းနဲ့တရားလာလေးများကိုမထက်ရအောင်ခွင့်ပြပေးနေတယ်။ကိုချစ်ကိုဦးစီးတည်ထောင်ထားသောတန်စီဟိန်ဘောက်ဆက်အဖွဲ့မှကုသိုလ်ရှင်မိသားစုအား တောင်းမြတ်တာဩဒလဲရပါတယ်ခင်ဗျာ။